ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတခါမှလည်းနာစင်နေရဲ့ပရိသတ်ကြီးတို့အကြိုက်တွေ့စေမဲ့အမိခံပြိုကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါရှင်အဝေးကကျင့်တော်မြင်ရမယ့်ဟာမျိုးပေါ့တခုရှိတာကဝင့်ရီဟာမျက်မှောက်ထူးထူးထက်ထက်နဲ့အစာချင်ပုံပုံစံကြီးပါဒါပေမဲ့ဝင့်ရီရဲ့အပြုံးတွေကထထနိုင်ကိုကိုဆွဲဆောင်ပါတယ်အတန်းစားတော့ထထနိုင်ကိုကနောက်ဆုံးတက်မှထိုင်နေစာချုပ်ဝင့်ရီကတော့အရှိဆုံးတက်မှနေရာယူပါတယ် ထနိုင်ကိုတယောက်ဆီမလက်တိုင်းဝင့်ရင်ထိုင်ကုန်တော့ကအဆွင့်ကားနေတဲ့တင်မကိုကြည့်ပြီးတဆွေတခုခုမြှချနေမိရဲ့တိတ်မကြံခင်မှာပဲဆီမမိသွားပြီးအတန်းပြင်ထွက်ခိုင်းမှာတော့တယ်စီကံကြီးရဲ့ဆီမဖြစ်နေတော့ထနိုင်ကိုအာနာပြီးထွက်လာရတယ်အရှင်ကအတန်းပြင်ထွက်ခိုင်းရင်တနည်းအားသွားလို့ရှိပေမဲ့ဒီတခါတော့ဘယ်မှမသွားပါဘူးစာတင်ချိန်ပြပြချင်းဝင့်ရင်ထွက်လာတော့ထနိုင်ကိုအနာကပ်ပြီးမိတ်ဆက်ပါတယ်မင်္ဂလာပါကျွန်တော်ထနိုင်ကိုပါဟုတ်ကဲ့ကျမဝင့်ရင်ပါမနေ့တန်းကျင်တော့ကဝင့်ရင်ကိုမတွေ့ဘူးနော်ဟုတ်တယ်ဝင့်ရင်နေ့လယ်မှာရောက်တာ ။ဆာဆုံမနက်ကတင်လာတဲ့ကုပရမလား။နေပါစီဝင်းရင်ဆရာမကိုမေးခဲ့ပြီးပြီးအဆင်ပြေပါတယ်။ကျေးဇူးတော်ဝင်းရင်ပြန်တော့မယ်။နှစ်ချက်မှတွေ့ကြတာပေါ့နော်။ဆာချိုးမလေးဝင်းရင်ကိုစာနဲ့မြားပေးမယ်ထိုင်နိုင်ကိုမအောင်မြင်ခဲ့ပါဘူး။အိမ်လေးကဝင်ရီကိုမှန်မင်းထနိုင်ကိုတရအောင်လေးကတော့အာသာဖြစ်ခဲ့မိတယ်။ဝင်ရီကိုဖြုတ်ချင်နေခဲ့ပြီ။ဝင်ရီကလည်းလွယ်လင်းတကွချိတ်ကက်လို့ရမယ်မထင်ဘူး။ဒါကြောင့်မလို့ထနိုင်ကိုတေချာစီစဉ်ဆဆွဲပါတော့တယ်။စိမ့်လက်ဝစီဖုန်းဆက်တယ်။ချစ်သူကြီးသားမလို့အရင်ကလည်းဆက်နေကြပါပဲ။ ထောင်နိုင်ကိုနဲ့စိမ့်လက်ဝေကအထက်တန်းကျောင်းသားဘွားကလေးကချစ်သူကြီးကြရလေအခုတက္ကသိုလ်တက်တော့လဲအတူတူပဲနှစ်ယောက်စလုံးကအထံနေကြီးပဲမလို့အစဉ်ပြေပြေလိုလိန်ဆက်ဆံလေးရှိကြပါတယ်တက္ကသိုလ်ဝင်းမှာသူတို့မဖွဲ့မရလုပ်နေတာတွေကိုတန်ရှင်းရင်းဝင်တဲ့အစီအစဉ်မတွေမကြာခဏမိပေမဲ့လဲသူတို့အဖေကအသက်ပြားနဲ့ဖြည့်ရှင်းပြီးတော့မပြေသနာမှမဖြစ်ပါဘူးထောင်နိုင်ကိုကစိမ့်လက်ဝေကိုအစွဲကြီးဆွဲနေတော့စိမ့်လက်ဝေကလွန်မွန်းထားနိုင်ပါတယ်မိဘတွေအိမ်မှာမရှိတဲ့အချိန်ဆိုရင်လည်းထောင်နိုင်ကိုကစိမ့်လက်ဝေကိုအိမ်ခေါ်ပြီးဖြုတ်လို့ရှိရဲ့ ရတဲ့အခွင့်အရေးကိုဖျော့မပစ်ပါဘူး။ထိုင်နိုင်ကိုရောစိမ့်လက်ဝေပါလိန်ဆက်ဆံနိုင်အသည့်ဆန်းတွေကိုလှုပ်ဖို့စိတ်အားထက်သန်ကြပါရစေ။ထိုင်နိုင်ကိုဝင့်ရီကိုစသတိထားမိတာကဇာမွဲမဆခင်နှလားလောက်အလိုကပါ။အရင်ကအတန်းလစ်တာများတာကတကြောင်စိမ့်လက်ဝေရှိနေတာကတကြောင်မလို့ဝင့်ရီကိုသတိမထားမိခဲ့ဘူး။ဝင်ရအတန်းနဲ့ဝင်လာတာကြည့်ပြီးထိုင်နိုင်ကိုတရအမင်းသက်သွားရတယ်ဖြစ်ချင်တော့အဲ့ဒီနေ့ကစိမ့်လက်ဝေးအတန်းလက်တယ်သူတို့ကပါတဲ့ဝင်ရစဝင်လာတာကိုစိမ့်လက်ဝေးမသိခဲ့ပါဘူး အရှိကံမြေကံကျမ်းမာရေးကောင်းတဲ့သူတယောက်အခအဆွင့်အဖွင့်အထွာဘာမှပြောစရာမလိုပါဘူးအထင်ရှားဆုံးကတော့ဝိညာဉ်ရဲ့အောင်မြင်ဖွင့်ပြတဲ့ရှင်သားတွေပါပဲဒါပေမဲ့ဒီတစ်ခါကတော့ရှိရချမ်းနေပါစုလေးတင်နေအတမ်းမတက်ဘူးနော်အဒီကောင်းရဲ့လားကောင်းပါလေမနေ့ပြန်တွေ့မယ်လေမောင်စုလေးကိုမောင်တောင်းဆိုချင်တာရှိလို့ပြောလေးမဒီလိုကွာအခုချိန်ထိစုလေးကိုမောင်နေရတကအလိုလိုက်ခဲ့နော်လူရင်းကိုပြောပါမောင်ရဲ့မောင်တို့အဆန်းထွင်ချင်လို့ဘာထွင်ချင်တာလဲလေမောင်စုလေးကလက်ခံမိတာပါအရင်ထောင်ကြည့်ပါအောင်စုလေးရဲ့ သာစုပြောလေမောင်သရီဆန်လောက်ချင်လို့ဘာပြောလဲနှာဘူးကောင်ဆို့အော်မင်းလိုလေကြောင့်ငါဖြည့်စည်းပေးရပြီငါတောင်းဆိုတာလေးတစ်ခုလောက်ကြောင့်နှာဘူးကောင်နဲ့လားမင်းတော်တော်မမြတ်တော့သိလိုက်ပါလားဟဲ့စိန်လက်ဝေကတောသားတကြီးရွှေရွတ်ပြီးဖုံးချသွားရဲ့ကိုနဲ့စိန်လက်ဝေ၃လရက်လောက်စကားမပြောဖြစ်ဘူးအဲ့ဒီချိန်မှာထနိုင်ကိုကဝင့်ရီကိုစပြီးချင်းကတ်တယ်ဝင့်ရင်အိမ်ပြန်ချိန်မှာနောက်ကလိုက်တယ်အိမ်နာကဆောင်ပြီးတက်ကတော့ကိုလိုက်တယ်အဲ့ဒီလိုလောရတာကိုထနိုင်ကိုကတာယာနေတယ် အတန်းနဲ့စာတင်ခြင်းဆိုရင်ရှေ့ဆုံးတက်မှထနိုင်ကိုတက်ထိုင်နေ။ဒီနောက်ကိုထနိုင်ကိုတစ်ခေါက်ခေါက်လိုက်တဲ့တဲ့ငါတော်မီလို့ပြန့်နှံ့သွားလဲ။အဲ့ဒါကိုစိမ့်လက်ဝေတိတော့စိတ်ဆိုးပြီးထနိုင်ကိုစီဖုန်းဆက်တယ်။ဒီတကထနိုင်ကိုရဲ့အလှမ်းမှုစိမ့်လက်ဝေဖုန်းဆက်တိုင်းချပြတယ်။တညတော့စိမ့်လက်ဝေအင်တာနက်မှာအော်ဂါမွေနောက်နေတော့သတိဆန်းဆက်ကားတကားကိုမတော်တဆအကြည့်မိသွားတယ်။ထနိုင်ကိုလည်းအစင်မပြေတော့စိမ့်လက်ဝေစားနေပြီ။သတိဆန်းဆက်ကားကိုကြည့်ပြီးစိတ်တွေထလာတော့လက်နဲ့အာသာဖြေလိုက်တယ်။ စိမ့်လက်ဝေလေအပြင်မှာသတိဆန်းကိုစမ်းသပ်ချင်လာတယ်ဒါကြောင့်ထွက်နိုင်ကိုစီကိုစာကိုပို့လိုက်တယ်သတိဆန်းမို့သဘောတူတယ်မှာနောက်နေထွက်နိုင်ကိုနဲ့အတန်းထဲမှာတွေ့တော့စာချဘိုးဝင်းကြီးအကြောင်းနဲ့ထွက်နိုင်ကိုရဲ့အစီအစဉ်တွေကိုစိမ့်လက်ဝေသိလိုက်ရတယ်ပထမအဆင့်ကိုစိမ့်လက်ဝေလက်ခံသွားတော့ထွက်နိုင်ကိုကနောက်တစ်ဆင့်တက်တယ်စာချဘိုးဝင်းကြီးကရှေးဆောင်တန်းရဖို့စောစောလာတန်းမှထွက်နိုင်ကိုတီထားတယ်အဲ့တော့အတန်းထဲဘသူမှမလာခင်ဝင်းကြီးမြင်အောင်ထွက်နိုင်ကိုနဲ့စိမ့်လက်ဝေကနမ်းပြမယ်အဆင့်ဒီဆင့်လည်းအကောင့်ထဲပို့ဖို့တိတ်မခတ်လိုက်ဘူး ဆိုင်ငန်စတမ်းမှာဝိညာဉ်ရဲ့စကူဖီလေးရက်တာနဲ့ထထိုင်ကိုကအတန်းလေးကိုပြေးပြီးစိမ့်လက်ဝေကအပါတရအနစ်နစ်ကာကာစပြီးနန်းနေ။အရင်လဲနန်းဖို့ပေမဲ့ဒီတခါကျဝိညာဉ်ကိုမြှုပ်ဆွဲဖို့အတွက်နဲ့စိမ့်လက်ဝေစိတ်လှုပ်ရှားနေမိ誒။အခန်းဝါကဝိညာဉ်ရောက်လာပြီးသူတို့နန်းနေတာကိုမြင်သွားတယ်။ဝိညာဉ်တကားဝါမှာကွဲပြီးချောင်းကြည့်တယ်။ဝိညာဉ်ချောင်းနေမယ်ဆိုတော့ထထိုင်ကိုတီးပြီးသား။ထထိုင်ကိုနဲ့စိမ့်လက်ဝေခန့်ကျန်ကျန်နန်းနေတာကြည့်ပြီးဝိညာဉ်ရွာထလာတယ်။နှာခေါင်းကိုဖိကပ်ပြီးနှုတ်တွေကိုအင်ကြီးပေါ်ကနေဖိဖို့မိ誒။ ဆယ်မိနစ်လောက်နေတော့ထပ်နိုင်ကုန်နဲ့စိမ့်လက်ဝင်နှန်းနေရပြီးသွားတယ်။အဲ့ဒီချိန်ကျမှဝိညာဉ်သတိပြန်ဝင်လာပြီးအတက်ဝါကနေလှည့်ပြန်သွားတယ်။ဝိညာဉ်ရဲ့ခြေတံတွေကြာပြီးဒုတိယအဆင့်နဲ့အောင်မြင်ပြီဆိုတော့ထပ်နိုင်ကိုသဘောပေါက်သွားတယ်။တတိယအနေနဲ့အရှိကြီးဆုံးအဆင့်ကိုရောက်လာပြီ။အဲ့ဒါကစိမ့်လက်ဝင်တဲ့ဝိညာဉ်ရှင်းနေသွားစေဖို့သူတို့တယောက်ကိုမိတ်ဖွက်ခိုင်းနဲ့မင်းကလေးချင်းမို့တိတ်မခတ်လာပါဘူး။အချိန်တိုအတွင်းမှာပဲတပူးတိုးတိုးတဲ့ဖြစ်သွားတယ်။ရှင်းနေသွားတဲ့နောက်မှာညတိညပက်လင်းချောင်းတွေကိုဝိညာဉ်ကိုပြောခိုင်းတယ်။ ဝင်ရီဟာစာချုပ်ပေးမဲ့လိန်ကိစ္စကိုစိတ်ပါနေသူတယောက်ဖြစ်နေတယ်။ထိုင်နိုင်ကိုလိုအစီအစဉ်ကတဆင်မီတဆင်တက်လာပြီးတော့အချိန်တွေကလည်းဖန်တီးပေးထားတယ်။စိန့်လက်ဝေညမဝမ်ခွေမင်္ဂလာဆောင်ရှိလို့နေကိုတအိမ်လုံးသွားကြတဲ့အချိန်စိန့်လက်ဝေကဆောင်းမွဲအကြောင်းပြပြီးကြံနေခဲ့တယ်။အိမ်မှာလူရှင်းသွားတော့ဝင်ရီကိုညနေစာစာတူတူချက်ဖို့ခေါ်တယ်။ထိုင်နိုင်ကိုကလည်းဘာဆက်လုပ်အောင်လဲမေးတယ်။ထိုင်နိုင်ကိုပြောတဲ့အတိုင်းတီရှပ်အရှိကိုဘာမှမခံပဲစိန့်လက်ဝေဝစ်လိုက်တယ်။ဝင်ကြီးရောက်လာတော့စိန်လက်ဝေဝတ်ထားတာကြည့်ပြီးဘာမှမပါမဲ့တည်သွားတယ် လူသီးကောင်းတွေကတီရှပ်အောက်မှာတိသားထင်ရှားနေရတယ်။စိန်လက်ဝေကဝင့်ရီကိုဖတ်လိုက်တော့နှိုးချင်းချင်းထိမိသွားတယ်။ဝင့်ရီရှင်ထဲမှာလျှက်စစ်လိုင်းဖြတ်သွားသလိုခန်းစားလိုက်ရတယ်။စိတ်တွေလည်းထလာတယ်။စိန်လက်ဝေလည်းဝင့်ရီချင်းတွေကိုရိမ့်မိရဲ့။စိန်လက်ဝေအိတ်ခန်းထဲရောက်တော့ဝင့်ရီရဲ့အဝတ်အစားတွေလဲခန့်လိုက်တယ်။စာကျက်ရဲ့တတောင့်တတာမရှိမှဆိုလို့တဲ့။ဝင့်ရီစိတ်ထဲမတိုးမတန့်ဖြစ်သွားပေမဲ့သူလည်းလူချင်းတွေဟာဆိုတော့ဘာမှမပြောဖြစ်ဘူး။ရှိချိုကနဲ့ဝင်ပြီးစိန်လက်ဝေပေးတဲ့တီရှပ်နဲ့ဘောင်းမီတိုကိုလဲတယ်။စိန်လက်ဝေကအခန်းထဲမှာရိုမန့်ဆန်တဲ့ တီလုံးညင်းညင်းညောင်းလေးတွေဖွင့်ထားတယ်။တယောက်မျက်နှာတယောက်ကြည့်လိုက်တယ်ဝိညာဉ်ကမျက်မှန်ချွတ်ပြီးဂရင်ဘေးစပွဲပေါ်တင်လိုက်တယ်။စိန်လက်ဝေကဝိညာဉ်တော်တိုးကပ်ပြီးနားလိုက်တယ်။ရှာချင်းချင်းကလူကြည့်စေပြီးတဖြည်းဖြည်းအချိန်တင်လာတယ်။နောက်တော့ဂရင်မော်ရောက်သွားပြီးနန်းလေးကပို့ပြီးကျန်းလာတယ်။အစပိုင်းမှာစိန်လက်ဝေကဥဆောင်နေသလိုထင်ရပေမဲ့နောက်ပိုင်းဝိညာဉ်ကပြန်ပြီးဥဆောင်လာတယ်။စိန်လဲဝရဲ့နှုတ်နဲ့နှုတ်သေးကောင်းတွေကိုနန်းစုကစားတဲ့ပြီးရနဲ့အောင်စင်ပြီးစိန်လဲဝရဲ့ညီမလေးနှခမ်းသားတွေကိုရွတ်တယ် တစ်ချိန်တည်းမှာပဲနုသီးကောင်းတွေကိုလက်နဲ့ချေပေးတယ်။အစီကနေဖေဝါအတိအရှာပြလိုက်ရက်ပေးတဲ့အချိန်မှာတော့စိမ့်လက်ဝေပါဇက်ကအဟိမ့်မြည်တန်းနေခဲ့ပြီ။စိမ့်လက်ဝေရဲ့ခန္ဓာကိုယ်ကကြက်သိမ်းထနေတယ်။တဆက်ဆက်တုန်ကျင်နေတယ်။တိတ်မကြခင်မှာပဲစိမ့်လက်ဝေကာမအရှာသာအထုတ်တိတ်ကိုရောက်တော့မဲလို့သတိထားမိတဲ့ဝိညာဉ်ကမြမလေးကိုရှက်နေတာရှက်လိုက်တယ်။စိမ့်လက်ဝေဟာကနေဖြစ်သွားပြီ။ဘာလို့ရှက်လိုက်ရတာလဲဝိညာဉ်ရဲ့။ငါနဲ့ကိုခဏလေးနဲ့မပြီးစေချင်လို့ပါဟာဒီတခါတော့စိတ်နဲ့ဝေပြန်ပြုစုပေးရမယ်အလက်ရောက်ပါပြီ ဝိညာဉ်ရဲ့အမှတ်လက္ခဏာနှုတ်ထွက်တာတွေကိုပြန်ဆုံနေပန်းရောင်ရှင်ရှင်နှုတ်သီးကောင်းလေးတွေကိုရှာနေရက်တယ်သွားနေဖွားဖွားလေးကြိုက်တယ်ပြီးတော့အောက်ပိုင်းကိုဖြည်းဖြည်းချင်းရှော့ဆင်းလာတယ်ဝိညာဉ်ရဲ့ညီမလေးကအမွှေးမင်ကင်းပြီးတော့တန်ရှင်နေတယ်စိတ်ကြနေတဲ့အရှိလေးတွေကသူ့လောက်အနဲ့မပြင်းအောင်လို့စိတ်လက်ဝေးအသာရပဲရှာနေရက်တယ်ဝိညာဉ်ရဲ့ညီမလေးကမျက်နှာအပ်လိုက်ချိန်မှာပဲတကားပဲမြည်လာတယ်စိတ်လက်ဝေးလည်းအဝတ်ကပြားကြရဆွပြီးတကားတော့ဖွင့်တော့ထထနိုင်ကိုဖြစ်နေတယ် ထနိုင်ကိုရောအစီအစဉ်ထဲမှာသူလာမယ်ဆိုတာမပါလို့စိမ့်လက်ဝေအံ့ဩသွားတယ်။ထနိုင်ကိုကတကားဆွဲပိတ်ပြီးစိမ့်လက်ဝေကိုနမ်းနေတီရှပ်ကိုချွတ်တယ်။သူ့ဝတ်တွေကိုလည်းချွတ်တယ်။ကြမ်းပေါ်လှဲချပြီးညမလေးတဲ့ကိုငပဲထဲဖို့လုပ်တယ်။အင်းရှိကဲမှာထနိုင်ကိုကစိမ့်လက်ဝေကို ပူတော်မယ်။ဝင်းရီကစိမ့်လက်ဝေကြာနေရတဲ့တွေ့တဲ့တပတ်လေးကောက်ပတ်ပြီးအင်းရှိစီထွက်ခဲ့တယ်။ဝင်းရီစိမ့်လက်ဝေနဲ့ထနိုင်ကိုကို မြင်လိုက်တော့မျက်လုံးတွေဝိုင်းဆက်ပြူကျဲသွားတယ်။ထနိုင်ကိုကလည်းဝင်းရီကိုမြင်တော့သူ့အိမ်မက်တွေတကယ်ဖြစ်လာပြီဆိုတာသိလိုက်တယ်။ မျက်မှန်ချွတ်ထားတော့ဝင့်ရီကပူကြည့်ကောင်းနေတယ်ဝင့်ရီရဲ့နှုတ်တွေကိုတပတ်ကလေးကအမနိုင်တနိုင်ဖုံးကွယ်ထားတယ်။ခနိုင်ကိုရဲ့စံချိန်မီငပဲကိုဝင့်ရီမြင်ပြီးမျက်လုံးမခွာနိုင်တော့ဘူး။အဲ့ဒီချိန်မှာစိန်လက်ဝေကဝင့်ရီကိုကိုရင်လာခန်းစားကြည့်ပါလားဝင့်ရီ။ဝင့်ရီလည်းထနိုင်ကိုအနာကိုကတ်လာတယ်။ဒူတော့ထိုင်ချပြီးထနိုင်ကိုရဲ့ငပဲကိုစုပ်ကိုင်းနေပြီးတော့ဗစအကြဲလေးဟာပြီးငပဲတစ်ချောင်းလုံးဝင်အောင်တစ်ချက်တည်းစုပ်လိုက်တယ်။

ဝိညာဉ်တို့တွေဆိုနေတော့စိတ်လက်ဝင်ညမလေးကိုလက်နဲ့ဖူးပေးလိုက်တယ်။ဝိညာဉ်ရဲ့ကောက်ကြောင်းတွေကထနိုင်ကိုရဲ့ရှမတ်တွေကိုပုံပြီးထန်လာစေတယ်။နောက်တော့မတီနယောက်ကိုအိတ်ခမ်းနဲ့ပိတ်ပြီးတချီစီ ပြီးအောင်ပါချာကင်ခိုင်းနေ။ထနိုင်ကိုကတော့အခုမှအဆပဲရှိသေးတယ်။စိတ်လက်ဝေရဲ့ပေါင်ကိုဖျက်ကားပြီးညမလေးကိုငပယ်တည်ပြီးတဆုံးဝင်အောင်စောင့်သွင်းလိုက်တယ်။စိတ်လက်ဝေကရိုးနေပုံမှာပဲမျက်နှာတော့မပြတ်ဘူး။ဒါပေမဲ့သူကြီးတာက တော်တော်ကျေလာတော့ဝီကြီးလဲစိမ့်လက်ဝီရဲ့ပတ်သက်တဲ့ကိုညီမလေးတိတ်ပြီးပိတ်ပေးလိုက်ရတယ်။ ဖေးအိမ်နေကြောင်းဝရင်ခတ်ပြီလေထနိုင်ကိုအဖူအဆောင်တွေမှာစိမ့်လက်ဝေတစ်ခါထပ်ပြီးသွားတယ်ထနိုင်ကဟငပဲကိုစိမ့်လက်ဝေရဲ့ညီမလေးတဲကနေဆွဲထုတ်ပြီးဝိယီကိုဆုပ်ခိုင်းနေဝိယီကတော့မငင်းမိဘူး5မိနစ်လောက်အဆုပ်ခံပြီးတော့ထနိုင်ကိုဝိယီကိုဂရင်မော်လှဲခိုင်းနေဝိယီပေါ်တက်ခွာပြီးချစ်ချစ်လေးလေးညီမလေးမှာငပဲကိုတေးလိုက်တယ်သူ့ရဲ့ညီမလေးကထင်သလောက်အရှိမထွက်သေးတော့ထရတာအဆင်မပြေဘူးဒါနဲ့ထနိုင်ကိုကတဆွေးထွေးပြီးမျိုးချဖို့ထွက်ဖို့စူးစမ်းတယ် စိန်လက်ဝင်နဲ့မတူပဲဝိညာဉ်ရဲ့ညီမလေးကတင်းကျပ်စီးပိုင်နေတယ်။ထထိုင်ကိုအရှိန်တင်းမိဆောင်တော့ကိုဝိညာဉ်ကမျက်လုံးလေးမေ့စင်ပြီးလက်ကအရဲ့ခင်းစာလေးကိုဆွဲဆုပ်ပြီးမပွင့်တပွင့်လေးညီးတယ်။ဝိညာဉ်ကိုလေးဘက်ထောက်ခိုင်းပြီးဒေါဂီပုံစံနဲ့ပြန်ဖြုတ်တယ်။ငပဲကအဝင်နဲ့တော့ဝိညာဉ်ခန်းစားရတာပိုကောင်းလာတယ်။ဘေးမှာစိန်လက်ဝေကနှစ်ချီလောက်ပြီးထတော့မျောနေပြီ။ကားဆွနေတဲ့ဝိညာဉ်ရဲ့အိုးတွေကိုကြည့်ရင်ဒေါဂီဆွဲနေတဲ့ထထိုင်ကိုပြီးကျင်လာတယ်။ ဆူတူတူခရီးဝလေးကလည်းသူ့ကိုမျက်စာပြပြနေတယ်လို့လို့ဝိဉ္ဇဉ်ကိုအထဲမှာပြီးရမလားပြီးတော့ခေါင်းခါပြရင်အာနေပဲထန်နိုင်ကငပဲကိုဆွဲထုတ်ပြီးတုပ်တွေကိုဝိဉ္ဇဉ်ရဲ့တင်မနဲ့အကြောပေါ်ပန်းပေးလိုက်တယ်။သုံးယောက်လောပင်မန်းနေကြတာနဲ့ခနာအိတ်ကြတယ်။အဲဒီညာကနောက်ထပ်နှစ်ခါထပ်ဆွဲပြလိုက်တယ်။ဖိုးရတဲ့အထီးထန်နိုင်ကသူ့ဤစာစိမ့်လက်ဝိကိုရောစာချဘဝိဉ္ဇဉ်ကိုပါဖြုတ်နေခဲ့တယ်။3 cell line 1 byte line 1 line နဲ့ပေါ့။ ဝိရင်လဲထဏိုင်ကိုရဲ့အဖူကိုကြွေွားတယ်။ဘွဲရတော့တနေစီဝေးသွားပြီးမဆုံးပြတ်တော့ဘူး။ထဏိုင်ကိုကတော့စိတ်လက်ဝင်တဲ့အိမ်အောင်ကြားတယ်။ဝိရင်ကအပြိုကြီးနာမည်ကန်တဲ့ကာမဆန္ဒအစာလောင်မှုတိတ်မှုတွေကိုတပွဲတိုးပွဲဖြစ်ရှင်းနေခဲ့ပါတော့တယ်။နားဆင်ရပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။